မသမိုင်းမှာနှစ်ပေါင်း100ကျော်တွင်အပြင်းထန်ဆုံးဖြစ်မတ်လ28ရက်နေ့ကသခိုင်းမြို့အနီးကိုဗဟိုပြုပြီး Richter scale 9.8နဲ့ငလင်ကြီးလှုပ်ခတ်သွားခဲ့တာဒီကနေ့မတ်လ31ရက်နေ့ဆိုရင်တော့3ရက်ရှိပြီဖြစ်ပါတယ်ငလင်တံကိုအပြင်းထန်ခံစားခဲ့ကြရတဲ့ ကိုးတိုင်းမန္တလေးတိုင်းနေပြီးတော့စကိုင်းတိုင်းရှမ်းပြည်နယ်စတဲ့တိုင်းနယ်ပြည်နယ်တွေမှာအဆောက်အဦပြိုကျပျက်စီးတာတွေလူထုထိခိုက်မှုတွေများခဲ့ပြီးဒီကနေ့မတ်လ31ရက်နေ့မနက်ပိုင်းအထိမီဇီမာကပြုစုထားတဲ့စီရင်အရာငလင်ကျောက်တေဆုံးသူဟာ3,171ဦးရှိလာပြီးဒဏ်ရာရသူဟာလည်း3,294ဦးအထိရှိလာပြီးဖြစ်ပါတယ်ငလေတန်တင်းခဲ့ရတဲ့ဒေတာတွေမှာငလေနောက်ဆက်တွဲအနေနဲ့ရေအရင်းမြစ်ထိခိုက်ပျက်စီးတာ ရေမတန့်ရှင်းမှုဖြစ်ပေါ်နေပြီးတောက်ရည်တန့်လဲဝယ်ယူလို့မရဖြစ်နေကြပါတယ်။လက်ရှိမှာငလင်တန်တင့်တဲ့ဒေတာကပြည်သူတွေဟာဝမ်းပြက်ဝမ်းလျှောဝေဒနာတွေခံစားနေရပြီးအပြက်စီးတွေကထွက်လာတဲ့ပုံမှုတ်တွေဟာလည်းပဝန်းချင်းမှာအလွယ်တကူပြန့်နှံ့နေတာတွေကြောင့်အသက်ရှူချက်ချင်းချောင်းဆိုးခြင်းတို့ကိုလည်းခံစားနေကြရပါတယ်။ဒါအပြင်ငလီနံကိုမျက်မြင်ကြုံတွေ့ရပြီးတဲ့နောက်နောက်တစ်ချိန်ထပ်ဖြစ်မှာကိုစိုးရိမ်ပူပန်တာ စိတ်ခံစားမှုအတက်အကျဖြစ်တာနဲ့စားမဝင်အိတ်မပျော်တာစတဲ့ဝေဒနာတွေကိုလည်းခံစားနေကြရတယ်လို့ဒေသခံတွေနဲ့လူမှုကူညီရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်။လမ်းနေတဲ့စိတ်နဲ့ကြောက်စိတ်တွေကကြီးနေကြတာအလောင်းတွေကလည်းပုံနေပြီးအသက်တွေကလည်းထွက်နေကြတော့ဘယ်သူမှလည်းစားမဝင်အိတ်မပျော်ကြတော့ဘူးလူတွေကြည့်လိုက်ရင်လည်းဖြူပတ်ဖြူရော်နဲ့ပြီးတော့ရေမြောင်းတဲ့ရေတောင်တိတ်မလာဘူးတောက်ရေလည်းဝဲလို့မရဘူးတော်တော်ဆူဆူပါ အခုအတွေ့ရများတာကတော့ဆေးရုံတွေက လူနာတွေအပြင်ကိုတခြားရောဂါတွေနှလုံးဖောက်တာတွေအသက်ရှူကျက်နေတာတွေတွေ့ရတယ်။သုံးရမြောက်ရှိလာပြီးဖြစ်ပေမဲ့လည်းမန္တလေး၊စကိုင်း၊ပျော်ပွဲ၊ကြောက်စဲအပါဝင်ငလီတန်တင့်တဲ့ဒေသတွေကပြိုကျအဆောက်အုံတွေကြားထဲမှာပိတ်မိနေတဲ့မတည်ထောက်နိုင်သေးတဲ့ရုပ်လောင်းတွေလည်းရှိနေသလိုမတကြိုရသေးတဲ့ရုပ်လောင်းတွေလည်းရှိနေတာကြောင့်ပုံနှံ့တွေထွက်နေပြီးကိုကြီးကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေဟာလည်းထမင်းစားမဝင်တဲ့အဖြစ်ကအပြက်လာတာတွေရှိတယ်လို့ဆိုကြပါဗျ။ ထုတ်လာရင်တော့နတ်နေရာတော့ထွက်တာပေါ့သာစူဝဝခံစားရတာပေါ့ကျွန်တော်တို့ဆိုရင်သမင်းအောင်စားနိုင်နတ်နေရာအဲအဲ့ဒါဟိုဟွာပဲရှိသေးတာပေါ့နော်နှစ်ရက်ပဲရှိသေးတာပေါ့နော်မလေးရအထီပေါ့နော်အခုချိန်ကြီးကဆက်ထုတ်နေလို့ရှိသေးတယ်ဟိုဘယ်လိုပြောမလို့ပြောမျိုးတိုင်းနာမင်းကဘယ်လိုလောတယ်ပေါ်နေတဲ့အချိန်မလို့အနမ်းမထွက်သေးတာတော့ရှိမှာပေါ့နော် ေါ်ပြီးသွားရင်တော့သူကကြီးရွေးပြီးတော့မကြိုက်နိုင်ဘူးပေါ့မနေ့ကလို့ချင်းကျွန်တော်တို့ဖြစ်စင်မှာကဘောစားနေပြီးတော့ထုတ်တယ်။အောင်နောင်ငုံးတယောက်အောင်နောင်ငုံးတယောက်ဆိုရင်ကျွန်တော်ကိုယ်နဲ့တော့ပူတယ်အနားအသားထွက်တယ် မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့တက်မရေးဝန်ကြီးဌာန MOH ကတော့ငလေးတန်တဲ့တဲ့ဒေတာတွေမှာငလေးနောက်ဆက်တွဲအနေနဲ့ကာလဝံယောဂအသေးရောင်အတဝအေးအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတုတ်ကွေးစတဲ့ကူးဆက်ယောဂတွေဖြစ်ပွားလာနိုင်တယ်လို့ဒဏ်ရာရသူတွေအနေနဲ့ဒဏ်ရာကနေတဆင့်မေးခိုင်ပိုးဝင်နိုင်ကြောင်းထုတ်ပြန်ထားပါတယ်။ဒါပြင် ကျမရေးဆောက်ရှောက်မှုပေးရနေရတွေထိခိုက်ပျက်စီးပြီးကျမရေးလှုပ်သားတွေငလင်းထန်ခန်းစားရခြင်းလက်မဆက်သွယ်ရေးနဲ့အခြေခံအဆောက်အဦတွေပျက်စီးခြင်းတို့ကြောင့်ကျမရေးစနစ်ထိခိုက်ပြိုလဲစေနိုင်တယ်လို့လည်း NUG ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တကြီးရွယ်အိုတွေကိုဝင်ဆောင်တွေနဲ့ကလေးငယ်တွေသွေးတိုးယောဂါစီးချိုယောဂါနှလုံးယောဂါခုခံအားချဆင်းမှုကူးစက်ယောဂါတီဘီယောဂါစတဲ့နာတရှိဝေဒနာတွေတွေအတွက်လည်းနောက်ဆက်တဲ့ဆိုးကျိုးတွေအများဆုံးထိခိုက်ခံစားရနိုင်ခြင်းများကြောင်းနဲ့ငလင်ကြောက်ကျွဲနှွားစတဲ့လုပ်ငန်းသုံးတလိမ့်ဆန်တွေမွေးမြူရေးတလိမ့်ဆန်တွေထိခိုက်သေးဆုံးပြီးကုသမှုမလုံလောက်တာကြောင့်တလိမ့်ဆန်တွေကနေတဆင့်ကူးစက်တဲ့ယောဂါတွေဖြစ်ပွားနိုင်စေများလာကြောင်းလည်းထုတ်ပြန်ထားပါတယ်။ဒါပြင် နလီနံကိုခန်းစားရသူတွေဟာစိုးရိမ်ပူပန်ခြင်းစိတ်ခန်းစားမှုအတက်ကျဖြစ်ခြင်းအိပ်မပျော်ခြင်းတွေကိုခန်းစားရနိုင်ပြီးနောက်ဆက်တွဲအနေနဲ့စိတ်ကြယောဂနဲ့ပြင်းထန်စိတ်ဖိစီးမှုထံတင့်ယောဂ PTSD ကိုပါခန်းစားရနိုင်ခြင်းများကြောင်းဆိုထားပါတယ်ရှင်။ဘလော့ဂ်မီဒီယာပြင်ဆက်လက်ရည်ထိုင်ဖို့ပြည်သက်တွေ ောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစိမ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။